ဒီနေ့ပိုင်းမှာတော့ရှောင်းရှင်းကသမင်းမစားဘဲနဲ့အစာငန်းခံနေခဲ့ရကြတော့ရှူရီယာဝင်လာခဲ့ကသူမကဒီနေ့တည့်ရတဲ့ဆိုရင်တော့မှအိမ်ပြန်ဖို့တောင်းဆိုလိုက်ပါ යි ။သူမရဲ့မောင်တွေကလာသူရဲ့ဆိုတာကြောင့်ရှူရီယာမင်းအိမ်ပြန်ဆရာမလို့တော့ဘူးလို့ဆိုတာမှားခဲ့ပြီးတော့တွားသွေးခဲ့ပါ යි ။သူမရဲ့မောင်လေးကိုအခုလိုရှင်းနေတဲ့မင်းရှင်ဦးဆိုတာကိုသိခဲ့ရကြတော့ကလကနောက်ကွယ်ကနေပြီးတော့ရှောင်းကြီးထားခိုင်းလိုက်ပါ යි ။ရှောင်းရှင်းရဲ့မောင်ကဒူထောက်လိုက်ပြီးတော့သူ့ရဲ့မမကိုခွန့်လွတ်ပေးဖို့တောင်းပန်နေခဲ့ပြီးတော့ရှင်းတာခိုင်းသမျှကိုအကုန်လုပ်ပါမယ်လို့ပြောနေတဲ့အချိန်မှာပဲယောဂါကြောင့်ဒိဋ္ဌိမေ့သွားခဲ့ပါ යි ။ဆရာဝန်ကဆေးထိုးပေးလိုက်ပြီးတော့ဆေးရုံတင်တဲ့ကြောင့်ပြောတော့ဆေး ုံတင်ဖို့ရှိုးရီယာစီစဉ်နေတဲ့အချိန်မှာပဲသူမကလည်းထပ်မံပြီးတော့ဒီလစ်သွားခဲ့ပါရဲ့ပြန်လို့လာခဲ့တဲ့အချိန်မှာတော့သူမကအခုချိန်မှာအားနည်းနေခဲ့ရာကြောင့်စုပြုတ်ကိုစားဖို့တော့မှအားမရှိဘဲနဲ့ကိုကိုပပိုင်းရကလည်းမှုတ်ပြီးတော့ကျဉ်တော်ခွန်ကျွေးလိုက်ပါရဲ့ မောင်နှမနှစ်ယောက်ဆိုတော့လည်းပြန်လဲသူခင်ရသွားခဲ့ပြီးတော့ရှောင်းနေရသူ့မောက်အရန်တနာနေခဲ့ကသူကဒီလိုပပန်းရအောင်တောင်းမှန်တာပဲလုံနိုင်တယ်လို့ဆိုတာကြောင့်ပပန်းရနေတက်တာကိုခံခဲ့ရတဲ့မိဘတွေကိုလည်းအားနာနေခဲ့ပါ යි ။ရှောင်းရံကတော့နှစ်သိပ်ပေးခဲ့ပြီးတော့သူ့အတွက်အားတင်းထားပါလို့ဆိုကအပြုံးလေးနဲ့နှုတ်ထွေးစာဖတ်ထားခဲ့တာကိုရှိုးရီရတယ်ရှောင်းကြည့်နေခဲ့ပါ යි ။နောက်ဆုံးမှတော့သူ့မောက်ထမပြေးတော့ဘူး။ခုခံတာလည်းမလုပ်တော့ပါဘူး။ဒါပေမဲ့ငါရဲ့လူလောက်ခွင့်တော့ပြေးပြင်ပါနေတော့လို့ဆိုကရှိုးရီကိုပြောခဲ့ပေမဲ့လည်းပွဲရတာနဲ့ထွက်ပြေးဖို့စီစဉ်ထားခဲ့ပါ යි ။ ရှောင်းလင်းကိုသူ့မအကြောင်းပြောခဲ့တဲ့သူစုံစမ်းပေးဖို့သူ့တငယ်ချင်းကိုလည်းချူရီရအကူအညီတောင်းလိုက်ပါ යි ။ចောင်းတော်မှာတော့မင်းသားကိုကြိတ်ကြိုက်နေတဲ့စော်ရီအနိုင်ကျင့်ပြီးတော့ပါလက်ချက်ရိုက်လိုက်ပေမဲ့လည်းနောက်တစ်ချက်ရိုက်တာတော့မခံဖို့ဆုံးဖြတ်ထားခဲ့ပေမဲ့လည်းအနိုင်ကျင့်ခံနေရဆဲပါပဲ။အဲ့ဒီချိန်မှာပဲမင်းကလေးကိုတားလိုက်သူတယောက်ကပေါ်လာခဲ့ပြီးတော့သူကစီတန်းရေးဌာနရဲ့စံပိုင်ဖြစ်နေခဲ့ပါ යි ။ဒဏ်ရာရီကိုကုသပေးလိုက်ကသူကအစိုးရတိကျမယ်ဆိုလို့ရှိရင်ကောက်ရပေးမှာသူ့နောက်မှာနေလို့ဆိုတာစီနီယာခေါ်လာခဲ့တဲ့အချိန်မှာပဲကျောင်းသူတွေကတပုတ်လူတွေပြောဆဲပါပဲ အဲ့ဒီအချိန်မှာပဲရှိုးယူရရောက်လာခဲ့ပြီးတော့လက်ဝအတင်းဆွဲခေါ်သွားပြီးနောက်အရာတွေကိုလည်းတွန်းလှန်ချလိုက်ပါတန်ရလေးကန်ကြည့်လိုက်ပြီးတော့ဘသူရိုက်တယ်လဲလို့မေးလိုက်ကအပြစ်ပေးရမယ်လို့ဆိုပြီးတော့လက်ညှိုးနဲ့နှာခမ်းကနေထောက်လိုက်ပြီးတော့အဝတ်တွေကိုလည်းချုပ်ကန်လိုက်ပါရှောင်းနေတဲ့ဒုက္ခခံရမယ်ဆိုတာသိနေခဲ့ရကြအောင်အဝတ်ချုပ်ဖို့လုပ်နေတဲ့အချိန်မှာပဲနောက်တစ်ခါတခြားသူနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်လုံးဝခွင့်မလွတ်ဘူးလို့လည်းရှင်းချလိုက်ပါ ကျောင်းမှာလည်းစီနီယာကိုသူ့ကြောင့်ဒုက္ခရောက်မှာဆိုးခဲ့ရကြောင်းအတင်းချောင်းနေခဲ့ကစီနီယာလည်းသူ့ရှိမှာမနေ့ကဆွဲခေါ်သွားခဲ့တာလည်းမတက်နိုင်ခဲ့ပါဘူး။ကျောင်းအပြန်လာတဲ့အခါမှာတော့ရှိုးရွယ်ပေါင်ပေါင်မှာတင်ထားလိုက်ကမင်းကငါ့ပိုင်ပဲလို့ဆိုတာကောက်ဖို့အတွက်ခေါ်လာခဲ့ပါလေ။သွေးစီကံတရားအနေနဲ့တခင်စိတ်ချင်တဲ့အောင်ညရဲ့ဖြတ်တော့တော့အလင်းကြားမှာရှင်ကကနေတဲ့အချိန်မှာပဲဒီပတ်ထဲမှာကောက်ဝဲရှိတဲ့ ပပိုင်းရတွေပဲရှိလို့လည်းပြောလိုက်ပါတယ်ပပိုင်းရဆိုတဲ့အတန်ကိုကြားလိုက်တာနဲ့အန်ချင်အောင်မုန်းနေခဲ့တာကြောင့်ထွက်ပြေးသွားခဲ့တာကိုတငယ်ချင်းကလည်းနောက်ကနေရောက်လာခဲ့ပြီးတော့ချောင်းရင်နေခဲ့ပါတယ်ထွက်ပြေးလာခဲ့တဲ့သူမကတော့ဥက္ခရာကြီးနဲ့တန်တိုးသွားခဲ့ပြီးတော့မင်းအဲ့ဒီအစင်းနဲ့အစေကောင်အရန်ကြိုက်လို့ပဲအထူးသဖြင့်ဟော်ရီစပင်ရှေလို့ပြောလိုက်ပြီးတော့ချောင်းချောင်းကိုလည်းရေကန်ထဲကိုပြစ်ချခဲ့ပါတယ် ဩဂုတ်ကရှိုးရီမှာငယ်တော့ကသဘောကျခဲ့ရတဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့ပြီးတော့သူနဲ့မင်းနဲ့ရုပ်တူနေခဲ့တာကိုရှိုးရီကစိတ်ဝင်စားနေတာမင်းကဘာမှဆက်ပြီးတော့ဘာမှမျှော်လင့်မနေနဲ့လို့လည်းပြောခဲ့ပါရဲ့ရှိုးရီကတော့ရောက်ရှိလာခဲ့ပြီးတော့အကိုတူးစိတ်ကံအဲ့လိုမပြောဘူးမှားလိုက်ပြီးတော့နူညံ့စွာနဲ့ပဲရှောင်းရှင်းကိုလည်းခေါ်လာခဲ့ပါရဲ့ချောင်ရှင်းကအကဆွမ်းရင်ညနေတရာအကြောင်းလေ့ကျင့်ဖို့လည်းပြောခဲလိုက်ကအိမ်မက်ထဲမှာတော့ချောင်ရှင်းကိုတိနေခဲ့တဲ့ မိမလာလေးတယောက်လည်းမြင်မှတ်ခဲ့ပါ၏။အကြောင်းမှာဆရာဝန်ဆီကနေပြီးတော့ဖုန်းဝင်လာခဲ့ပြီးတော့ရှောင်းလေးကရေးပေါ်အရှင်နေဖြစ်နေတာကြောင့်အခုလာရမယ်ဆိုခဲ့ရကြောင်းအပြေးသွားဖို့လုပ်ခဲ့ပေမဲ့လည်းဒီကြောင်းကစီကံတင်းကျပ်ပြီးတော့သွားချင်းလို့မရဘူးလို့ဆိုတာကောင်းလေးတစ်စုကလည်းတားနေခဲ့ပါ၏။ စီနီယာလည်းចောင်းသားကော်မတီအဖွဲ့ဝင်ဖြစ်ခဲ့ပေမဲ့လည်းမကူညီပေးနိုင်တာကြောင့်ဒီလန်တစ်ခုကိုပြောပြလိုက်ပါရှူးယူမှာရှိတဲ့မျိုးရိုးမင်းတစ်စိတ်ဟာဖြတ်တန်းသွားလာရင်မှတုံလို့ရတာကြောင့်သူ့စီကိုခိုးလာပေးဖို့ပြောလာခဲ့ပါရဲ့။ချောင်းချီကသူတောင်းကြည့်ပေးမယ်လို့ပြောလိုက်ပေမဲ့လည်းရှူးယူရညီလိုက်မယ်ဆိုလို့ရှိရင်အခွင့်အရေးမရှိတော့မှာကိုစီနီယာလည်းစိုးရိမ်နေပုံရပါရဲ့။စီနီယာလည်းသူ့စုပ်ဖို့ကောင်တွေကိုမုန်းကသူ့အချစ်အရဆိုတငငချင်းတယောက်ဟာလည်းသူ့စုပ်ဖို့ကောင်ကြောင့်ပဲတိတ်ခဲရပါရဲ့။လောလောဆယ်အချိန်ကြီးရတော့ကပွဲတော့အလုံးရှုံးနေမယ်ရှူးယူမသိအောင်မျိုးမင်းပစ္စည်းကိုခိုးဖို့ကလည်းအချိန်ကောင်းဖြစ်နေခဲ့ပါရဲ့။ချောင်းချီကပစ္စည်းကိုတောင်းကြည့်ဖို့စကား 阿查拉到咧，所以啊，都系咪要考路线得肯路考，但系冇路线，半新路考数啊，就都要你都都包睇下呢数啊，睇下吧。诶 မောင်လေးကိုစိတ်ပူတယ်ဆိုပေမဲ့ရွှေရီက "तू ကဆေးရုံမှာအဆင်ပြေတယ်မင်းစိတ်ပူဖို့မလိုဘူး"လို့ပြောနေတဲ့အချိန်မှာဘေးကအမျိုးသမီးတစ်ယောက်ကနောက်ကျသွားမယ်လို့ပြောနေခဲ့ရကြောင်းလှက်ထွက်သွားခဲ့ပါ යි လူတွေလစ်သွားတဲ့အချိန်မှာပဲတော့ခိုးခဲ့ပြီးတော့စာကြီးတိုက်တဲ့အမျိုးမင်းတစ်စိတ်ကိုခိုးကထွက်ပြေးလာခဲ့ပါ යි လမ်းမှာတော့အတူတူရင်ဆိုင်ကြမယ်လို့ပြောလာခဲ့တဲ့စီနီယာနဲ့အတူတူလည်းထပ်မံပြီးတော့တွေးချိခဲ့ပါ යි သူတို့နောက်တော့လူတစုကလိုက်နေခဲ့ရကြောင်းစီနီယာကသာထားမယ်မင်းကရှောင်းလေးစီကိုအမြန်သွားတော့လို့မှာခဲ့ပါ යි ဆေးရုံကိုရောက်တဲ့အခါမှာတော့ရှောင်းလေးကကျန်းကျန်းမာမာရှိနေတာကြောင့်တခုကမှားနေပြီဆိုတော့တော့သိလိုက်ရပါ යි